Hello အားလုံးပဲမင်္ဂလာပါ United Show ကနေချူဆိုပါတယ်ဆိုတော့ Lion နဲ့ဒီညကျွန်တော်တို့ရှင်ပြိုင်ကစားမယ် Manchester United နဲ့နီးပြ Ruben Amorim တို့တော့ဒါလုံးဝဒီအရေးကြီးတဲ့ပွဲစဉ်ပေါ့လေ Premier League မှာအရာအလုံးဂျုံဂျုံကြပြီးတဲ့နောက်ပိုင်းမှာ Europa League ဒီအဆင့်တိကျွန်တော်တို့ရောက်လာတဲ့ပထမအကြိုလိုင်ယွန်ကွင်းမှာလည်းကျွန်တော်တို့တည်ရီကစားထားပြီးတော့ကံမကောင်းလို့သာအနိုင်မရခဲ့တာဆိုတော့လက်ရှိဒီအိမ်ကွင်းမှာကစားတဲ့ပွဲမှာ အနိုင်ယူပြီးတော့စီမီဖိုင်နယ်ကိုကျွန်တော်တို့တက်နိုင်မှကျွန်တော်တို့ရမယ်ဆိုတော့ညီကလေးနေနေဘယ်လိုများလဲ Opta Super Computer ရဲ့တွက်ချက်မှုရတော့ Manchester United ကဒီဘိုဆွဲဖို့အတွက်ဒုတိယဒုတိယနေရာမလားမသိဘူးเนาะရေပန်းစားနေတာအထူးသဖြင့်အင်ရှင်ဖြစ်လက်ခံကျင်းပါရမယ်ဒီ Viva O ကထိတ်ဆုံးကနေရေပန်းစားနေတယ်ပေါ့လေသူတို့အိမ်ဝင်လည်းဖြစ်တယ်ဆိုတော့เนาะအဲ့ဒါပြီးတော့ United ပေါ့ဒါပေမဲ့ရေပန်းစားတာတွေကတော့ထားပါเนาะကိုအသင်းရဲ့လက်ရှိအခြေအနေကိုကိုဒီတာအတိဆုံးပဲဆိုတော့ထုံးထုံးတန်တာမယ်ကျွန်တော်ဒီနေ့ညမှာ ဝက်ချလောင်းအစီအစဉ်ရှိပါတယ်ဝက်ချလောင်းရှိတယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီ fan discussion ကတော့ကျွန်တော်မမေးရသေးဘူးပေါ့နော်အဲ fan discussion လည်းလောက်သွားဖို့တော့ရှိပါတယ်ကျွန်တော်မေးလိုက်အောင်မယ်နော်ကျွန်တော် fan discussion လောက်သွားမယ်ပြီးလို့ရှိရင်ကိုစီသူတို့ဗီဒီယိုလေးတွေကျွန်တော်ပြန်ပြီးတော့တင်ဖို့တော့စဉ်းစားထားတယ်ကိုစီသူတို့ဘာလို့ပြောဖို့အားရင်ပေါ့လေဆိုတော့ထုံးတမ်းတိုင်းပဲပြန်ပြီးတော့ကျွန်တော်ဒါဒီဗီဒီယိုလေးတွေပုံမှန်တင်မယ်ပေါ့နော်ဆိုတော့ဒီနေ့ညကစားမယ့်ပွဲမှာညီကတို့ဘလောက်ထိမျောလင့်ထားကြလဲကျွန်တော်ပြောသလိုပဲဗျာကိုအတင်းရဲ့လက်ရှိရှိနေတဲ့လူစင်းကိုကျွန်တော်ကြည့်ရင်တိတ်ပြီးတော့အရင်ကြီးအားရကြမရှိဘူးပေါ့လေ လုံးဝအာအကူအသုံ main threat main threat က Joshua 60ကဒါဘယ်လိုပြောမလဲယာတီကုံဒီနားသွားရတာဘုသမာဦးနန္နာက ပြန်ပြီးတော့ပါမှာနောက်တန်းမှာဆိုလို့ရှင်အရေးကြီးတဲ့ကစားမတွေပြန်မပါနိုင်တာကျွန်တော်တွေးကြည့်ရရင်တိတ်ပြီးတော့အချင်းကြီးကောင်းနေတဲ့နေရာမှာကျွန်တော်မရှိဘူးပေါ့ဒါပေမဲ့လို့တကယ်ပြောကျွန်တော်လုံးဝကိုအသိန်းကိုနော်ဘာဘဲကနေပြီးတော့ဘလူးရခံစားမှုမျိုးရလာလဲတော့မသိဘူး နောက်တစ်စင်းကိုတက်လိုက်မယ်ဆိုပြီးတော့ကျွန်တော်ခန်းစားနေရတယ်။ဒါပေမဲ့မမျောလင်းမှုเนาะမမျောလင်းမှုဆိုတာကိုအတင်းကအဲ့လိုမျောလင်းတဲ့အခါတိုင်းဘယ်တော့မှန်တော့လုံးမပြနိုင်လို့ပဲ။မျောတော့မျောလင်းမတာဘူး။သို့တော့ခန်းစားချက်ကရှိနေတယ်။ဘာကြောင့်လဲတော့မသိဘူး။ဆိုတော့ Lion ဒီကျွန်တော်တို့ဒီမတိုင်ခင်မှာဟိုဘယ်လိုပြောမလဲဒီ1 3ဆိုရဲရတဲ့အဝေးကွင်းမှာသူတို့ပြင်တိလီကူပွဲမှာနိုင်ထားတာကိုရီးယားရဲ့ညူကာဆယ်ကိုရှုံးထားတာပေါ့ဗျာဆိုတော့ဒီပွဲမှာတော့ကျွန်တော်နိုင်အောင်ကစားမှရမယ် တော့ Manchester United ကတမိုင်းမှာပထမဆုံးအနေနဲ့ဒါ T4 ကြီးပေါ့နော်ကျွန်တော်တို့ဒါကွင်းထဲမှာလွင့်ထူမယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဘန်နာကြီးပေါ့အကြီးကြီးပေါ့နော်ဒါဘာဘာပုံကြီးဖြစ်မလဲတော့မသိဘူးပေါ့ဗျာစာရေးလက် Ferguson Stan မှာ United ကအဲ့လိုမျိုးတွေလှုပ်လေးလှုပ်ထားမရှိဘူးဒါပေမဲ့သူတို့ကပတင်အတင်းကောင်းဆောင်ရဲ့အတင်းတာဝန်ရှိသူတွေရဲ့စကားပြောပြီးမှပရိသတ်တွေအနေနဲ့အရာကြီးကိုသူတို့လွင့်ကွင်းရမယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ပေါ့နော်အတင်းတို့အများကြီးစကားပြောတဲ့ပွဲပါ ကားပြောမယ့်ပွဲပါအသင်းရဲ့အနာဂတ်အတွက်ကိုလက်ရှိကာလအတွက်ကိုအများကြီးစကားပြောမယ့်ပွဲပရီးမီးယားလိဂ်ကနေပြီးတော့ဘာမှမျှော်လင့်ချက်မရှိတော့တဲ့အခါမျိုးမှာလာမယ့်နွေရာသီအပြောင်းအရွှေ့အတွက်အမှန်တကယ်ထိရောက်တဲ့အပြောင်းအရွှေ့တွေလုပ်ဖို့တကယ်ကောင်းတဲ့ကစားမတွေခေါ်ဖို့အတွက်ဆိုရင်အသင်းဟာဇန်နဝါရီဒီဒီပါလဲဒီဒီပြိုင်ပွဲမှာကိုဆွေးနိုင်မှာကျွန်တော်ဖြစ်မယ်ချန်ပီယံစ်လိဂ်ဝင်ခွင့်ရမှကစားမတွေကိုခေါ်အပ်ပြုရတာလွဲမှာချန်ပီယံစ်လိဂ်ဝင်ခွင့်ရမှ အသင်းကတခြားဘယ်လိုပြောမလဲဒီဝင်ငွေကြီးကျွန်တော်ရလာမှာ Champions League ကနေအသင်းဟာ Champions League ကိုတခြားအသင်းတွေထက်အများကြီးပိုပြီးတော့လိုနေတဲ့အချိန်မှာပြီးခဲ့တဲ့နှစ်ကလည်းကျွန်တော်တို့ဘာလို့ Champions League ဝင်ခွင့်ကိုဘာမှမရခဲ့ဘူး FA Plus ရလို့ဒါဒီ Europa League ဝင်ခွင့်ရနေတယ်ဒီ Europa League မှာကျွန်တော်တို့ Final Champion ဖြစ်ရင်တော့ Champions League ဝင်ခွင့်ရမှာဒါအားလုံးသိပြီးသားဒါပေမဲ့ကျွန်တော်တို့ Champion မဖြစ်ခင် Semi Final ကိုတက်နိုင်ဖို့ကျွန်တော်တို့လိုတယ်လိုင်ယွန်ကွင်းမှာကျွန်တော်တို့အနေနဲ့ကောင်းကောင်းတုပ်ပြန်နိုင်ခဲ့တယ်လို့ကျွန်တော်ထင်တယ် ျွန်တော်တို့ရဲ့အမှားတွေကြောင့်သာဂိုးတွေပြန်ပြီးခဲ့ရတာကိုအတင်းကကောင်းကောင်းတုတ်ပြန်နိုင်တယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့လို့ပေါ့နော်ကျွန်တော် short ပေါ့ပြီးတော့ကစားလို့မရဘူးသူတပြေခုနကပြောသလိုကောင်းပါတယ်ဆိုတော့ zigzi တို့ဘာလို့မပါနိုင်တော့မယ့်အခြေအနေမျိုးမှာအများကြီးကျွန်တော်ဒီ tight set ပိုင်းမှာအားနည်းချက်တွေကကျွန်တော်ရှိလာတော့မှာငါတို့ tight set မှာ rest match ကထင်သလောက်ဟုတ်ပါမလားတို့နော် ပြီးလို့ရှိရင်ကျွန်တော်တို့ကကွင်းလေမှာပဲလူတွေကစုံနေတာဗျာခန်းစစ်ကအတိကကစားမားတွေကစားကွက်တိဆောက်မှုကျူးပန်းတာအကောင်းဆုံးကစားမားတွေကျွန်တော်မတွေ့ရတော့ဘူးဂူသမားကလည်းရေးတဲ့ confidence ပျောက်နေပြီးတော့ဂူးတွေအမှန်ကန်လုံးဝမ safe နိုင်တော့ဘူးဒါကြောင့်လည်းပဲဥနနာပါလာတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သက်အများစုကလုံးဝသဘောမကျတာ MOD ကတော့ပါလိမ့်မယ်ဆိုပြီးတော့သူက confirm လုပ်သွားပြီဆူတောင်းပါတယ်တကယ်ပြတော့နော်ကြိုက်တဲ့ဖះကိုပဲနော်ကျွန်တော်တို့ကဆူတောင်းဟောဆူတောင်းပါဗျာနော်အဲဂိုးသမားကစ အရန်ကုန်ကအစုံအရန်ကုန်အလေလက်ရှိပွဲထွက်တဲ့ကစားမတွေအစုံတဦးချင်းစီအကောင်းဆုံးဆွမ်းဆောင်ပြီးပြနိုင်ပါစေလို့ကျွန်တော်မျှော်လင့်တယ်။ကျွန်တော်နောက်တစ်ဆင့်ကိုတက်ဖို့ဒီမကောက်ဖိုင်နယ်မှာပါဘူဆွဲဖို့လိုတဲ့ပွဲမျိုးမှာဒီပြိုင်ပွဲမျိုးမှာကျွန်တော်ဒီပွဲကနောက်တစ်ဆင့်တက်ကိုတက်မှရမယ်။တခုတော့ရှိတယ်မိနစ်90တော်တွေမှာတည်ကြပြီးတော့မိနစ်120တိကန်အတိုင်းမျိုးတွေလည်းကျွန်တော်ရှိကောင်းရှိနိုင်တယ်။ပင်နယ်ဒီအဆုံးဖြတ်တွေတွေလည်းကျွန်တော်သွားကောင်းသွားနိုင်တာပဲ။ဆိုတော့ဒါပင်နယ်ဒီအဆုံးဖြတ်တွေဆိုလို့ရှင်တော့တီကြပေါ့ လက်ရှိကျွန်တော်ဒါအန်ဒရယ်အူနာနာနဲ့တော့တိတ်တော့အချိန်ကြီးမကောင်းဘောလေအတင်းဘက်ကလည်းပြင်ဆင်ကြတဲ့အနေအထားမျိုးမှာဒီပင်နယ်ဒီအဆုံးဖြတ်တွေတွေ့ပါသူတို့ကကြိုးပြီးတော့ပြင်ဆင်ကြတာဟိုဒီလိုမျိုး knock out stage တွေမှာကဆိုတော့အတင်းဘက်ကအူနာနာနဲ့ပဲဆက်သွားမယ်ဆိုတော့ပင်နယ်ဒီအဆုံးဖြတ်မှာကောအကယ်လို့မြန်ကန်ရရင်အူနာနာပဲဆက်သုံးသွားဖို့ပြင်ထင်ထားသလားပြင်ဆင်ထားသလားဘာလားပေါ့ကျွန်တော်တို့ကြည့်ရမှာတေချာတာတကူကတော့အတင်းတွက်တက်နန်နေများဆိုတော့ကျွန်တော်တို့ကမိနစ်90အတွင်းအပြက်ဖြတ်မှကျွန်တော်ရမှာဖြတ်နိုင်စွမ်းလည်းရှိရလို့ကျွန်တော်ထင်တယ် ခုနကပြောတဲ့ zigzag တို့မပါတာတို့เนาะဂူသမားတိုင်ပက်နေတာတွေကတော့အတင်းအတွက်အဓိကအားနေချက်ပေါ့လေเนาะအရေးတမအာမတ်တို့ဘာတို့ကလည်းနားနေတာပါညာဆိုတော့အတင်းအတွက်တော်ကိုအားနေပါတယ်ဒါပေမဲ့လို့လိုင်ယွန်ကိုတော့အနိုင်ယူနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်เนาะတနည်းမဟုတ်တနည်းနဲ့တော့ဗျာเนาะကစားပုံကတော့ကောင်းကျင်မှာကောင်းနေမယ်စုပ်ပြတ်တက်ကောင်းတက်နေလိမ့်မယ်ကစားမားတွေနေနေเนาะဆိုတော့အမှားမလုပ်ရင်ကိုပဲတော်တော်ကြီးစုတင်ရမှာကစားမားတွေမမာဘူးဆိုလို့ရှင်အများကြီးမျှော်လင့်ချက်ရှိတယ်လို့ကျွန်တော်ထင်တယ်ဒီလားကစားမားတွေမမာဘူးဆိုလို့ရှင်လေအခုအားကကိုအသင်းရဲ့ပြည်တနာတွေကိုကျွန်တော်လိုက်ကြည့်လိုက်ရင် ဥကောင်နေမှားလို့ကြီးပဲဖြစ်နေတာဗျာဒီလားဆိုတော့ကစားမားတွေဒါအမှားမလို့ဘူးဆိုရင်အတင်းမှာမျောလင်းချက်ရှိတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ညီကတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲကျွန်တော်လိုင်ယွန်နဲ့ပွဲမှာဒီဒုတိယကြောအနိုင်ယူပြီးတော့ဆီမီဖိုင်နယ်ကိုတက်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်ကြလားဇစ်ဇီတို့ပါလို့တော့မပါတော့ဘူးဗျနော်ဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတင်ပါတယ်